မျက်နာမှာ moisturizer လိမ့်နိုင်တဲ့အချိန်မှာဆိုလို့ရှင်တချို့ကအိုင်းခွင်ကိုလိမ့်မှုမလိုဘူးထင်ကြကြပါတယ်။တကယ်တမ်းကကြတော့မျက်လုံးတစ်ဝိုက်မှရှိရဲထိခိုက်လွယ်တဲ့အသားရည်တွေကကြတော့အိုင်းခွင်ကိုပို့ပြီးတော့လိုအပ်တာပါ။ဒါကြောင့်ဒီနေ့ဗီဒီယိုလေးထဲမှာကတော့ဘလို့အချိန်ဒီမှာဆိုလို့ရှင်ဘလို့အိုင်းခွင်ကိုရွေးချယ်တင်တဲ့အကောင်းဆုံးအိုင်းခွင်ရွေးချယ်နည်းလေးကိုပြပြပေးသားမှာပဲဖြစ်ပါတယ်ရှင်။ ခနာကိုမှာရှိတဲ့အသားအရည်တွေကဘယ်တော့တနည်းအားတနည်းအားနဲ့မတူညီကြပါဘူးမျက်လုံးတွိုင်းမှာရှိတဲ့အသားအရည်ရာဆိုလို့ရှိရင်ပိုပြီးတော့ပါလွားတယ်ပြီးတော့အဲ့ဒီနေရာမှာရှိတဲ့ကြွက်သားအရည်ရာဆိုလို့ရှိရင်တအားကိုသိငယ်အတွက်ကြောင့်မလို့ထိခိုက်လွယ်တယ်အဲ့ဒါကြောင့်မလို့ဒီမျက်လုံးတွိုင်းမှာဆိုလို့ရှိရင်အစီအိတ်ဖြစ်တာတွေမျက်ကွင်းညိုတာတွေအရေးကြောင့်ဖြစ်တာတွေဒါတွေကိုပိုပြီးတော့ခန်းစားရတာပါအဲ့ဒါတွေအပြင်ပေါ့နော်ဒီမျက်လုံးတွိုင်းမှာဖြစ်တဲ့အစီအိတ်တွေထဲကတချို့ကပဲဒီမျက်လုံးရဲ့အသားအရည်ကိုရေတဲ့ဖြည့်ပေးတာပါဒါကြောင့်မလို့ကိုကအိုင်းခွင်ကောင်းကောင်းမွန်မွန်ရွေးချယ်နိုင်မယ်အကောင်းဆုံးအိုင်းခွင်ရွေးချယ်နိုင်မယ်ဆိုလို့ရှိရင်တော့ဒီ ီလိုမျိုးမျိုးလုံးတစ်ဝိုက်မှာရှိတဲ့အရေးပြပြဿနာတွေကိုအကောင်းဆုံးကာကွယ်နိုင်မှာပါ။ အရင်ဦးဆုံးမျက်ခုံမိုးဝိတဲ့အကြောင်းပြပြပေးခြင်းပါတယ်မျက်ခုံမိုးဝိတဲ့ဆိုတာကမျက်လုံးတစ်ဝိုင်းမှာရှိတဲ့တ िश ူးတွေကရံရံလာပြီးတော့အရေးတွေပြစ်လာတဲ့အကြောင်းမျိုးဖြစ်တာပါဒါကဘာကြောင့်ဖြစ်နိုင်လဲဆိုလို့ရှိရင်တော့အရေးပြက်တာပျော်ဒီဓာတ်မတဲ့အကြောင်းလည်းဖြစ်နိုင်တယ်ကိုယ့်ရဲ့အစာအသောက်တွေပြီးတော့အရက်တောက်တာတွေနောက်တစ်ခုကကြတော့ဒီအိုမင်းလာတဲ့အကြောင်းမျိုးလည်းဒါတွေကဖြစ်ပေါ်စေနိုင်ပါတယ်ဒီလိုအခြေအနေမှာဆိုလို့ရှိရင်တော့သခွားသီးကိုကဖိန်းတို့လိုမျိုးပစ္စည်းတွေကိုသုံးဆဲပေးမယ်ဆိုလို့ရှိရင်တော့အယောင်ကျစေနိုင်ပါတယ်ရှင်နောက်တစ်ခုအနေနဲ့အားလုံးအဖြစ်များကြတဲ့မျက်ကွေးညိုခြင်းကြောင့်ပြပြပေးခြင်းပါတယ်မျက်ကွေး ညူရဲဆိုတာကမျိုးလုံးတွဲကအရေးပြားတဲ့အကြောင်းပြောင်းလာတာပါအဲ့ဒါကဘာကြောင့်ပြရတာလဲဆိုလို့ရှိရင်တော့မျိုးဗီဇာစစ်ဗီဇာမျိုးများတာဆက်လိတ်တောက်တာပြီးတော့ဒီနေအောင်ကြီးနဲ့တိုက်ရိုက်ထိတွေ့တာနောက်ချေပစ္စည်းတွေနဲ့ဒီမြေတွင်းကျစေတဲ့အကြောင်းရင်းတွေဒါတွေမျိုးမျိုးကြောင့်လည်းဖြစ်ပေါ်စေနိုင်ပါတယ်ဒီလိုအခြေအနေမှာဆိုလို့ရှိရင်တော့ဗီတာမင် C နဲ့ K က ခိုဂျီအက်စီဒီကိုရီစတိုလီမျိုးပစ္စည်းတွေကဒီလိုမျိုးအသားရေရောင်ပြောင်းတာကိုတတ်တာစင်နိုင်ပါတယ်ပြီးတော့ဒီဖက်ပထလူပစ္စည်းတွေအရဆိုလို့ရှိရင်တော့မျက်တွင်းကျတာကိုပြန်ပြီးတော့ဖြစ်တင်ပြနိုင်သလိုမျက်ကွေးညှို့တာကိုတတ်တာစင်နိုင်ပါတယ်နောက်တစ်ခုကကျတော့ဒီအလင်းပြန်အာနိသင်ပါဝင်နေပေါ့နော် live reversion ingredient ပစ္စည်းတွေကိုရှာဖွေပြီးတော့အသုံးပြုပေးမယ်ဆိုလို့ရှိရင်လေမျက်ကွေးညှို့တာကိုတတ်တာစင်ပြီးတော့တောက်ပွားတဲ့မျိုးဝင်လေးကိုပိုင်ဆိုင်စေမှာပါနော် ။ဒါပေမဲ့တခုအနေနဲ့ကကျတော့အရေးကြောင်းနေပေါ့နော်။ပို့ပြီးတော့ပါလွားတဲ့အရှိပြားကိုပုံမှန်ကြွက်သားလှူရှာမှုတွေဖြစ်တဲ့မျိုးတစ်ဖက်မိတ်တာ၊မျက်တောင်ခတ်တာပြုံးတာဒါတွေနဲ့ပေါင်းဆက်လိုက်တဲ့အခါမှာဆိုလို့ရှိရင်တခြားမျက်နှာအစိပ်ပိုင်းတွေကမျိုးကိုပို့ပြီးတော့အုံမင်းရော်စေပါတယ်။ဒီလိုအခြေအနေမှာဆိုလို့ရှိရင်တော့ retinol လိုမျိုးပေါ့နော်။ collagen ဖြည့်ပေးတဲ့ပစ္စည်းတွေကိုအသုံးပြုပေးမယ်ဆိုလို့ရှိရင်တော့ဒီလိုမျိုးပါလွားတာကိုပို့ပြီးတော့ကောင်းမွန်လာစေပြီးတော့အရေးကြောင်းတွေကိုလည်းပျောက်ကွယ်သွားစေနိုင်ပါတယ်ရှင်။ အခုဆက်ပြီးတော့အိုင်ခရင်ရွေးချယ်နည်းလေးကိုပြပြခြင်းပါတယ်ပထမဆုံးတစ်ချက်ကကြတော့ရေဓာတ်ဖြစ်ပေးနိုင်တဲ့အိုင်ခရင်ရွေးချယ်ပေးပါနော်မျိုးလုံးတစ်ဝိုက်ကထိခိုက်လျော်တဲ့အရေးပြအတွက်ပေါ့နော်အသားရေချောက်တာကအဖြစ်များတဲ့ပြဿနာတစ်ခုပါပဲဒါကြောင့်ကိုကဒီရေဓာတ်ဖြစ်ပေးနိုင်တဲ့အိုင်ခရင်ကိုအသုံးပြုပေးမယ်ဆိုလို့ရှိရင်တော့မျိုးလုံးရှားတာမျိုးကွင်းညူတာဒီလိုမျိုးပေါ့နော်အသားရေချောက်တာကြောင့်ဖြစ်တဲ့နောက်ဆက်တဲ့ဆူကျိုးတွေကိုခံစားရနိုင်ခြေကနေသွားနိုင်ပါတယ်ဒါကြောင့်မို့လို့ရေဓာတ်ဖြစ်ပေးနိုင်တဲ့အိုင်ခရင်ကိုလည်းရွေးချယ်ပေးပါနော် အရင်ချက်ကကြတော့ဒီခြိကိုင်းတွေရဲ့အရေးပြားတဲ့ထုတ်တာထုတ်ကုန်တွေကိုပဲအသုံးပြုပေးပါ။ကိုကအန်ခွင့်တစ်ခုကိုဝယ်လာပြီးတော့ကိုယ့်ရဲ့မျက်လုံးမှာလိမ့်ချလိုက်တဲ့အခါမှာဆိုလို့ရှိရင်မျက်လုံးတွေကအရေးပြားတွေလောင်တာတွေနာကျင်တာတွေမဖြစ်စေဖို့အတွက်တိကျတဲ့ရွေးချယ်ဖို့လိုအပ်ပါတယ်။ဒါကြောင့်မို့လို့ကိုရွေးချယ်မယ်ကိုဝယ်မယ်အန်ခွင့်မှာဆိုလို့ရှိရင်ခြိကိုင်းတွေရဲ့အရေးပြားအတွက်ဒါမှမို့လို့ရှိရင်မျက်စိဆရာဝန်နဲ့ဆန်းသက်ပြီးသားဒီလိုမျိုးစာတမ်းတွေပါတဲ့အန်ခွင့်ကိုသာရွေးချယ်တင်ပါတယ်။ဒါမှကိုယ့်ရဲ့မျက်လုံးနဲ့မျက်လုံးတွေကအရေးပြားအတွက်အစီအပြီးမှာပါနော်။နောက်တစ်ချက်ကကြတော့ကိုယ့်ရဲ့လိုအပ်ချက်နဲ့ကိုယ့်ရဲ့ထုတ်ကုန်ကိုပဲအသုံးပြုပေးပါ။ဒါကဘာလို့ပြောချင်တာလဲဆိုလို့ ရှင်တော့ကိုကမျက်လုံးအရေးအကြောင်းအတွက်သုံးချင်တာလားမျက်ကွင်းညူတာအတွက်သုံးချင်တာလားမျက်ကွင်းမိုးအွိတာကြောင့်သုံးချင်တာလားဒါတွေကိုတခြားရွေးချယ်ဖို့လိုပါတယ်ဒါမှမဟုတ်ကိုကဒီမျက်ကွင်းညူနေတဲ့အချိန်မှာအရေးအကြောင်းအတွက်သုံးတဲ့အိုင်းခွင်သုံးမိလိုက်မယ်ဆိုလို့ရှင်ဒါပြဿနာတစ်ခုဖြစ်ပေါ်စေနိုင်ပါတယ်ဒါကြောင့်မို့လို့ဒီအိုင်းခွင်ကမျက်ကွင်းညူတာအတွက်လားအရေးအကြောင်းအတွက်လားဒါတွေကိုတခြားလေးရွေးချယ်ပြီးတော့ဝယ်ဖို့အတွက်လိုအပ်ပါတယ်ရှင်နောက်ဆုံးချက်ကကြတော့ဒီအန်ဖစ်မှာပါဝင်တဲ့ပါဝင်ပစ္စည်းတွေကိုဖတ်ပြီးတော့နားလည်အောင်လုပ်ပါတော့။မှန်ကန်တဲ့ထုတ်ကုန်တစ်ခုကိုရွေးချယ်တဲ့အခါမှာဆိုလို့ရှိရင်ပါဝင်ပစ္စည်းတွေကိုကြည့်တာကလည်းကောင်းတဲ့အရာတစ်ခုပါပဲ။ရေတက ဖြစ်ပေးနိုင်တဲ့အရာဆိုလို့ရှိရင်ရေကအဓိကပါဝင်ပစ္စည်းဖြစ်နေရပါမယ်။အဆင့်မီရဲ့အိုင်းခွင်အများစုမှာရေကပထမအဦးဆုံးပါဝင်ပစ္စည်းအနေနဲ့ရှိနေတတ်ပါတယ်။ glycerin, shea butter, wine တွေနဲ့ vitamin တွေကလည်းအိုင်းခွင်တွေမှာပါလိရှိတယ်လို့ပုံပြီးတော့အသုံးဝင်စေပါတယ်။သဘောဝပစ္စည်းတွေပါဝင်တာကလည်းထိခိုက်လွယ်တတ်တဲ့မျက်လုံးတစ်ဝိုက်ကအရေးပြားကိုအသုံးပြုတဲ့နေရာမှာတကယ့်ကိုကောင်းပါတယ်။ anti oxidant တွေကတော့မျက်လုံးတစ်ဝိုက်မှာဖြစ်တတ်တဲ့ပြဿနာတော်တော်များများကိုဖြေရှင်းပေးနိုင်ပါတယ်။အသားရင်တင်းရင်စေတဲ့အိုင်းခွင်တွေမှာကကြတော့ retinol, alpha hydroxy အစ စေခေါပါဖက်တိုင်းကဖိန်းဒါမှမဟုတ်ဗီတာမင်စီတို့ပါဝင်နေတတ်ပါတယ်ဗီတာမင် K ဂလိုက်ကိုလိအက်ဆစ်နဲ့ခိုးကြီးအက်ဆစ်တွေအရဆိုလို့ရှိရင်တော့မျက်ကွေးညိုခြင်းကိုထိရောက်စွာတတ်တာစေနိုင်ပါတယ် restorative night cream တွေမှာကတော့ဗီတာမင် A ဗီတာမင် C ဒါမှမဟုတ်ဗီတာမင် E ပြီးတော့ဒီ collagen တွေလည်းပါဝင်နေတတ်ပါတယ်ရှင်ဘလို့ဆိုလို့ရှိရင် eye cream ရွေးချယ်ရည်ကိုတိလောက်ပြီလို့ထင်ပါတယ်နောက်ထပ်လည်းဒီလိုမျိုးကျန်းမာရေးနဲ့ပတ်သက်တဲ့ဗဟုသုတ video file လေးတွေကိုတင်ဆက်ပေးသွားအောင်မလို့ဆက်လက်ဆက်မွန်ချူအပ်ပေးကြပါအောင်เนาะအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်